နှစ်တည့်ခုပြောင်းတော့မယ်တကြံကာလမှာအလုံးကတကြံရည်တွေလောင်းကြမှာဖြစ်ပါတယ်။ဟောမတော်အနေနဲ့ဓမ္မရည်အေးလေးလောင်းပါရစေ။နေ့တည့်ကိုပြောင်းတော့မယ်တကြံကာလမှာအလုံးကတကြံရည်လောင်းကြမှာဖြစ်ပါတယ်ဟောမတော်အနေနဲ့ဓမ္မရည်အေးလေးလောင်းပါရစေ ဓမ္မရည်အေးဆိုတဲ့နေရာမှာဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်လို့ရင်ထဲမှာကိလေသာမီးတွေလောင်မြိုက်နေတဲ့ပုံပေါ်တွေလည်းပဲရှိကောင်းရှိပါလိမ့်မယ်။ကိလေသာမီးဆိုတာကတော့မတင့်တယ်တာကိုတင့်တယ်လို့တွေးတယ်။မလှတာကိုလှတယ်လို့တွေးတယ်။ယွန်စရာဆက်ဆုပ်စရာကိုတင့်တယ်တယ်လို့တွေးတဲ့အတွေ့အမျိုးတွေပေါ့။အဲ့ဒီတော့အတွေ့အမှားအတိမှားအမှားမှနေမယ်ဆိုရင်ရင်ထဲမှာကိလေသာမီးတွေဟာလောင်မြိုက်နေမှာအတိအချာပဲဖြစ်ပါတယ်။မြတ်စွာဘုရားလက်ထက်က အရှင်ဝင်ကိတဆိုတဲ့ရဟန်းငယ်လေးတစ်ပါးဟာမြို့ထဲကိုစွန့်ခံကြွရင်းနဲ့အဲ့ဒီမြို့ထဲမှာအမျိုးသမီးငယ်လေးတယောက်ကိုမြင်တွေ့သွားပါတယ်အမျိုးသမီးလေးကလည်းငယ်ငယ်ချောချောဆိုတော့အဲ့ဒီအမျိုးသမီးရဲ့အလှအပပေါ်မှာဆွဲလန်းတက်မဲ့ပြီးတော့ဒီအမျိုးသမီးကိုပဲတွေ့ကျင်တယ်ဒီအမျိုးသမီးကိုပဲမြင်ကျင်တယ်ဆိုတဲ့စိတ်ကသူ့ရဲ့ရင်ထဲကိုဖုံးလွှမ်းနေပါတယ်သူကျင်ထားတဲ့တရားတွေကလည်းပဲကြက်ပြောင်ငှက်ပြောင်ပျောက်ပြီးတော့ရင်ထဲမှာဒီရာဂမီးတွေလောင်မြိုက်နေတယ်ပေါ့ နေတိုင်းဆွမ်းခံကြရတယ်။ဒီအမျိုးသမီးလေးကိုပဲတွေ့ကျင်တဲ့မြင်ကျင်တဲ့စိတ်တွေတွားပွားနဲ့ဖြစ်နေပါတယ်။အဲ့တော့ရရှိလာတဲ့ဆွမ်းကိုလည်းပဲအရင်တော့ကမင်းရဲ့ရှက်ရည်စားခဲ့တယ်။အခုတော့မစားနိုင်တော့ဘူး။စားမဝင်အိတ်မပြောဆိုတဲ့အနေထားကိုရောက်သွားပါတယ်။အရင်တော့ကပြည်ပြည်ဝဝနော်ချောချောမောမောဒီရဟန်းငယ်လေးဟာနောက်ဆုံးတော့ဒီရကမိကျင်ထဲမှာလောင်မြိုက်လာတာဖြစ်တဲ့အတွက်နောက်ဆုံးသူအဲ့ဒီစိတ်နဲ့ပဲခန္ဓာကိုယ်ဟာချုံချုံကြဖြစ်သွားပါတယ် အဲ့လိုကိတ္တံမီတွေလောင်မြိုက်နေတာဖြစ်ပါတယ်။ဒါကိုသိတော်မူတဲ့အရှင်အာနန္ဒာကဒီရဟငယ်လေးကိုဆုံးမပါတယ်။ငါရှင်တဲ့။တင်ဟာတဲ့။မလှတာကိုလှတယ်လို့တွေးတယ်။မတင့်တယ်တာကိုတင့်တယ်တယ်လို့တွေးတယ်။ချစ်စရာမဟုတ်တာကိုချစ်စရာလို့တွေးတယ်။တင့်ရဲ့ရင်ထဲမှာယာကမီတွေလောင်မြိုက်နေပြီ။အဲ့ဒီယာကမီလောင်လို့လောင်မှမသိတာဟာအာတင့်ကိုဒုက္ခရောက်လိမ့်မယ်။တင့်ကိုဒုက္ခပေးလိမ့်မယ်လို့အရှင်အာနန္ဒာက ပြန်လည်ပြီးတော့မှဆုံးမပါပါတယ်။ ငါရှင်တဲ့မလာတဲ့အရာကို လာတယ်လို့အတွေးနဲ့အမှတ်မားတာဟာအမှတ်မားပြီးတော့တွေ့တာမိခြင်းဟာရင်ထဲမှာမိလောင်ခံနေရတာပါတဲ့တင်ညာယဝိပရိယေတာစိတ်တန်တေပရိဒတ်ရတိတဲ့မင်းရဲ့ရင်ထဲမှာမိလောင်နေရတာဟာမင်းရဲ့အတွေးမားနေလို့ဖြစ်တယ်တဲ့အဲ့တော့လူရဲ့ခန္ဓာကိုယ်ကဘလောက်တောင်ဆန်းစုပ်စရာယွန်စရာကောင်းလိုက်တယ်လေသူများရဲ့ခန္ဓာကိုယ်ကိုမကြည့်ပါနဲ့ကိုယ့်ခန္ဓာကိုယ်ကိုပဲပြန်ကြည့်ပါ မနေ့မိုးလင်းလာပြီရေအိမ်သွားရတယ်ညနာသိရတယ်သွားတိုက်ရတယ်ခန္ဓာကိုယ်မှာဟိုတန့်စင်ပြရတယ်ဒီခန္ဓာကိုယ်ကထွက်လာသမျှတော့မျက်စိကထွက်လာတဲ့အရာတွေနားထဲကထွက်လာတဲ့အရာတွေနှာခေါင်းကထွက်လာတဲ့အရာတွေကိုယ်ပေါက်တော်ရအမာဝါကထွက်လာတဲ့အရာမှန်သမျှတွေဟာချစ်စရာတွေလားမုန်းစရာတွေလားတင်းစားစရာတွေလားစွန့်ပစ်စရာတွေလားဆိုတာကိုယ့်ကိုယ်ကိုပြန်တွေးကြရမှာဖြစ်ပါတယ်နော်ချစ်ပါတယ်ဆိုတဲ့ကိုယ့်ရဲ့ချစ်သူကို ကိုယ့်ရဲ့ပါဇက်ထဲမှာဟွာပီးသားအရာရာတစ်ခုကိုကြွေးကြည့်ပါလား။ तू စားခြင်းမမလား။မစားခြင်းဘူး။လရဲဆိုတာကဒီအပေါ်ရန်အည်ပြားလောက်ပဲလာတာ။အတွင်ပိုင်းလှတယ်လို့ဘယ်သူမှမပြောကြဘူး။ဥပမာအဲဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်လို့ဆိုကြပါစို့။ဒီခန္ဓာကိုယ်ကြီးမှာအဲဇာတ်ရွေးတွေရှိတယ်။အဲ့ဒီဇာတ်ရွေးတွေကိုကိုကိုတိုင်းမျိုးချနေတယ်။ကိုကိုကိုမျိုးချနေတာဆိုတော့ယုံလို့ယုံစရာကောင်းမှမပြီးဘူး။ ဲ့ဒီပါဇက်ထဲကဓာတ်ရွေးတစ်ခုခုကိုထွေးကန်နဲ့ကိုထွေးပြီးတော့ပြန်တောက်ကြည့်ပါလားဘသူမှမတောက်ဝင်ကြအောင်ဒါကြောင့်မို့အလှပဆိုတာအရေးပြားပေါ်မှာပဲရှိတာ အတွင်းပိုင်းမှာကြတော့ဘသူမှလှတယ်လို့မမြင်ကြပါဘူးတဲ့နောက်ပြီးတော့ဒီအမျိုးသမီးတွေဟာအမျိုးသားတွေရောပေါ့ဒီစပင်နဲ့ပတ်သက်ပြီးတော့မှပြင်းကြတယ်ပြင်းစင်ကြတယ်အဲ့ဒီစပင်ဟာအစားစာတကူတွေကိုကြာသွားပြီပဲဆိုကြပါစို့ချက်ဆုပ်စရာယွန်စရာကောင်းပါလေ ဒီလက်သေးနဲ့ပတ်သက်လို့လည်းပဲလက်သေးကိုအမျိုးမျိုးအယောင်တွေဆိုကြတယ်။အဲ့ဒီလက်သေးဟာရှေးလာလို့ကိုယ့်ကိုဒုက္ခပေးပြီဆိုရင်ဘယ်သူမှတိမ်မထားကြပါဘူး။စွန့်ပြေးကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ပရိကူလာတင်ညာဆိုတာမလာတာဟာကိုမလာဘူး။မတင့်တယ်တာကို မတင့်တယ်ဘူး။ဆက်ဆုပ်စရာဆိုတာကိုဆက်ဆုပ်စရာလို့အဲ့ဒီအမြင်မျိုးကိုပြောတာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုယ့်ရဲ့ရင်ထဲမှာညာကမီးတွေလောင်မြိုက်လာတဲ့အခါမှာဘယ်လိုတွေးကြရမလဲ။ ဒီရာဂမီးတွေငြိမ့်သွားဖို့ဆိုရင်ဓမ္မရည်အေးနဲ့လောင်းမှဖြစ်မှာဖြစ်ပါတယ်။ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်လို့ပဲပြန်တွေးကြည့်ပါ။လှပါတယ်။ချောပါတယ်ဆိုတဲ့ဒီအရာတွေကအရေးပြားပုံမှာပဲရှိတာပါ။ one day ထိဘယ်သူမှမလှပါဘူး။ဒါကြောင့်မို့အတုပါကမ္မထံဆိုတာမလာတာကိုမလာဘူးမတင့်တယ်တာကို မတင့်တယ်ဘူးဆတ်ဆုပ်စရာကိုဆတ်ဆုပ်စရာလို့တွေးကြမြင်ကြရမှာဖြစ်ပါတယ်အားလုံးပဲ ဓမ္မရည်အေးလောင်းလိုက်တဲ့အခါမှာအေးငြိမ်းချမ်းသာကြပါစေခမညာကျေးဇူးအများကြီးတင်ပါတယ်စိတ်ထွက်ပေါက်တွေးအောင်ရှာပါတခါတလေကြတော့ဖုံဖုံတို့တွေဓမ္မမိတ်ဆွေတို့တွေလောကကြီးထဲမှာကျင့်လေဖြတ်တန်းကြရတဲ့အခါမှာစိတ်ထွက်ပေါက်တွေပိတ်နေတတ်တယ်ပြဿနာပေါင်း16000နဲ့စိတ်ကိုဘဲပေါက်ကနေထွက်ရမှမသိဘလို့အသက်ရှူရမှမသိကိုဖြစ်နေတတ်ပါတယ် အဲ့တော့စိတ်ထွက်ပေါက်မရတော့တဲ့အခါမှာအခုဖုံဖုံပြောပြမယ်ပုံပြတဲ့တဘုတ်ကိုတည်တည်ချာချာနားထောင်ပါစိတ်ထွက်ပေါက်မရပြီးတော့ပြဿနာတွေဖြစ်စင်းနေတဲ့အခါမှာဒါလေးကိုအမြဲတမ်းနားထောင်ပြေးစီလိုပါဒါကတော့ကတမင်မကြီးတကောင်ဟာညစ်ကမ်းပေးပေါ့ຢາတော့ကိုင်းတော့တဲ့မှာကိုုံအရက်မာကြီးနဲ့ကလေးမွေးဖို့လုပ်နေပါတယ်အဲ့လိုကလေးမွေးဖို့လုပ်နေတဲ့အချိန်မှာပဲအဲ့ဒီຢາတော့တဲ့ကို မိုးကြီးတဲတဲထန်ထန်နဲ့ရွာသွန်းပါတယ်။မိုးတဲထန်စွာရွာရွာတဲ့အတွက်အဲ့ဒီမြစ်ကလည်းပဲလိုင်းတဘိုးတွေထားပြီးတော့မှ အရန်ကိုကြောက်စရာကောင်းတဲ့အမုန်တိုင်းကြီးဖြစ်နေပါတယ်။အဲ့တော့ရာတော့တဲ့ကို မိုးချိုးပစ်ချလိုက်တဲ့အခါမှာတောင်ဘက်မှာလည်းပဲရာကင်းကြီးကမိလောင်နေတယ်။အဲ့ဒီတမင်မာကြီးရဲ့နောက်မှာလည်းပဲမုတ်ဆိုးတယောက်ဟာဒီတမင်မာကြီးကို ပြစ်ခတ်ဖို့အတွက်များနဲ့ချိန်ရွယ်နေပါတယ်။ အရှင်းမှာကတော့ဒီသမင်မကြီးကို ခုံအုပ်ပြီးတော့စားတောက်ဖို့အတွက်ကြားတကောင်ကချောင်းနေပါတယ်အဲ့တော့ရှေ့ကိုလည်းပဲပြေးလို့မရနောက်ကိုလည်းပဲပြေးလို့မရတောင်ဘက်ကိုလည်းပြေးလို့မရမြောက်ဘက်ကိုလည်းပဲပြေးလို့မရတဲ့အနေအထားမှာဒီသမင်မကြီးဟာဒီပြဿနာတွေကိုဘယ်လိုရုပ်ထွက်မလဲဆိုတော့ဘယ်လိုမှရုံမထွက်ပါဘူးအေးအေးစေးစေးတီတီငြိမ်ငြိမ်ပဲစိတ်ကိုထားပြီးတော့သူလှုပ်ရှားရှိတဲ့ သူကလေးမွေးစရာရှိတာကိုချောချောမွေးမွေးသူ့ရဲ့ရင်သွေးငယ်လေးကိုမွေးဖွားနေပါတယ်။အဲ့ဒီအချိန်မှာမိုးကြိုးကဒိုင်းဆိုပြစ်လိုက်တဲ့အချိန်မှာမြားနဲ့ချိန်ဝင်နေတဲ့မုတ်ဆိုးကလည်းဟန်ချက်ပြက်ပြီးတော့အဲ့ဒီမြားဟာခုံအုပ်ဖို့ချောင်းနေတဲ့ကြားကိုတွားမှန်ပါတယ်။မှန်တဲ့နေရာကချက်ကောင်းမထီတာဖြစ်တဲ့အတွက်ကြားကလည်းပဲသူ့ကိုပြစ်တဲ့မုတ်ဆိုးကိုဖုံအုပ်ပါတယ်။မုတ်ဆိုးနဲ့ကြားနဲ့လုံထွေးပတ်ထွေးဖြစ်ပြီးတော့မှမြစ်သေးကို နှစ်ယောက်လုံးလိမ့်ကြသွားပါတယ်။အဲ့ဒီအချိန်မှာသမိုးကရွာသွန်းလိုက်တဲ့အတွက်မိလောင်နေတဲ့ရာကင်းကြီးကလည်းပဲမိုးဆဲလာတော့မီးရပ်သွားပါတယ်။မုန်တိုင်းရပ်သွားတဲ့အခါမှာဒီမြေကြီးကလည်းပဲတဖြည်းဖြည်းနဲ့ငြိမ်သက်မှုကို ရလာပါတယ်။အဲ့တော့ပုံမြင်လေးကတော့ဒါပါပဲ။ပြောချင်တာကပုံမြင်လေးကိုအနည်းချုပ်ပြောရမယ်ဆိုရင်ကြံတနာကပါလေ။ဒီတမင်မကြီးဟာယတနာကြီးထွက်ပြေးလို့မရအောင်ကိုပိတ်မိနေပါတယ်။ ဲ့လိုပိတ်မိနေတဲ့အချိန်မှာသူလက်ရှိလုပ်နေတဲ့အလုပ်ကိုပဲကောင်းကောင်းမွန်မွန်လှုပ်ဆောင်သွားတာဖြစ်တဲ့အတွက်အေးအေးစီစီပဲသူဖြတ်တန်းနိုင်သွားတယ်။ဒါကလေးကြတော့ဘုံဘုံတို့တွေဓမ္မမိတ်ဆွေတို့တွေလောကကြီးထဲမှာရှင်နေကြရတဲ့ခါမှာအတိတ်ကိုတွေးပြီးတော့လဲဆွေးမနေနဲ့အနာဂတ်ကိုတွေးပြီးတော့လဲပူးမနေနဲ့လက်ရှိပြည့်စုံပါမှာအကောင်းဆုံးလို့ဒါကလေးကြတော့ကိုယ်ကိုဒုက္ခပြပနေတဲ့အဲ့ဒီကြတနာဆိုတဲ့အရာတွေကပဲအဲ့ဒီ ကြုံတွေ့နေရတဲ့ပြဿနာပေါင်း16000။သူ့ဟာသူ့ပဲအလိုလိုနေရင်းနဲ့ဖြည့်ရှင်းပြီးသားလဲဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မို့စိတ်ထွက်ပတ်ကိုရှာတဲ့အခါမှာဘယ်လိုလုပ်ရမလဲ။လက်ရှိလုပ်နေတဲ့အလုပ်ကိုလည်းကောင်းမွန်ဆုံးလုပ်ဆောင်ပါလို့ပြောလိုပါတယ်။အလုံးစိတ်ထွက်ပတ်မှန်မှန်ကန်ကန်ရရှိကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။ပါဇာစီကံရှိကြပါစေ။ဘုံတို့တွေပဝန်းကျင်မှာကြာနေကြရတယ်။ လက်ဖက်ရည်ဆိုင်မှာပြီးရဆိုင်မှာဆဲတန်နေဆိုတန်နေတိုင်းပေါ်မှာတယောက်နဲ့တယောက်မကြည်နက်တဲ့အချက်တွေကိုဆဲကြတာတွေဆိုကြတာတွေဆဲကြဆိုကြတဲ့အခါမှာအမေကင်ပြီးတော့မှဆဲကြတာတွေအများစွာ တွေ့ရပါတယ်အဲ့လိုကိုယ့်ရဲ့ပါဇက်ကိုထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲနဲ့ဆဲကြတာတွေဆိုကြတာတွေကဘလို့ဆိုးကျိုးတွေပေးနိုင်တယ်လေပို့လူတယောက်ကလာပြီးတော့မိထားတာဖြစ်ပါတယ် ဲ့တော့ဒီပါဇက်မစည်းကမ်းမရှိဘူးဆိုရင် ဆိုးရိုးကဘာတွေတက်ရောက်မှုရှိနိုင်လဲလို့ဆိုရင်မြတ်စွာဘုရားလက်ထက်ကယာနာထေရီမှာကြီးနှစ်ပါးထိုင်နေတဲ့အချိန်မှာတပါးကမေးတယ်။ဘာဖြစ်လို့ယာနာထေရီမှာကြီးအဖြစ်ပို့လာရတာလဲ။သာသနာ့ဘုံထဲကိုဝင်လာရတာလဲဆိုတဲ့အကြောင်းကို ပြန်ပြောင်းပြီးတော့မှမေးတဲ့အခါမှာသူ့ဘောရဲ့ဇာတ်ကြောင်းကိုပြန်လဲပြီးတော့မှပြောပြပါတယ်။ အဲ့ဒီရဟနာဒေဒီမာကြီးရဲ့လို့မဖြစ်လာခင်မှာလူဘဝမှာနေစဉ်အခါတုန်းကကုံတဲ့တူးနဲ့ညားခဲ့ပါတယ်။အဲ့ဒီကုံတဲ့ဟာကုံရောင်းကုံဝဲလုံမယ်ဆိုပြီးတော့ခྱི་ထွက်သွားလိုက်တာ။တော်တော်နဲ့ပေါ်မလာတော့ဘူးတဲ့။သူနဲ့ရတဲ့ကိုဝန်ကဘိုက်ထဲမှာကြံခဲ့ပါတယ်။ယောက်ခမဖြစ်တဲ့သူကလည်းဗျာအဲ့ဒီဘိုက်ထဲကရတဲ့ကိုဝန်ဟာသူသားနဲ့ရတဲ့ကိုဝန်မဟုတ်ပါဘူးဆိုပြီးအိမ်ပေါ်ကနေနင်းချလိုက်ပါတယ်။ အဲ့လိုကိုအရင်မှကြီးနဲ့ရှောက်သွားနေရင်းနဲ့ဇရပြက်ဇရအိုတဆောင်မရောက်တော့အဲ့ဒီမှာကလေးမွေးပါတယ်အဲ့ဒီရတဲ့ကလေးကိုဇရပြက်ပေါ်မှာခနာတိတ်ထားခဲ့ပြီးတော့ရေရှာထွက်အောင်မယ်ဆိုပြီးရေရှာထွက်လိုက်တာခยีသွားတဲ့ပုံကိုယ်တွေကလည်းပဲအဲ့ဒီဖြစ်ထားခဲ့တဲ့ကလေးဟာစွန့်ပစ်ကလေးပဲဆိုပြီးကောက်ယူသွားပါတယ်ရေရှာပြီးတော့ပြန်လာတော့သူ့ကလေးကမတွေ့တော့ဘူးဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့ဘိုးသွားဒီသွားရှောက်သွားရင်းနဲ့တံမြားဘုံနဲ့ညားပြန်ပါတယ်။တံမြားဘုံနဲ့ညားလိုက်တာသမီးမိတ်ကလေးတယောက်ရပါတယ်။အဲ့ဒီကလေးလေးကိုပကက်ထဲမှာသိပ်ပြီးတော့မှပကက်လွဲတဲ့အချိန်မှာပဲကလေးမလေးကအောက်ကိုပြုတ်ကျပြီးတော့ခေါင်းပေါက်သွားပါတယ်။ဒါနဲ့ပဲသူ့ယောက်ျားတံမြားဘုံကြီးပြန်လာရင်သူ့ကိုအသေးရိုက်တော့မယ်ဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့ထွက်သွားထွက်ပြေးပါတယ်။ အဲ့ဒါနဲ့နေရှည်လာများပေါ့ဗျာခရီးသွားနေရင်ရှောက်သွားနေရင်နဲ့အသက်ငယ်ငယ်ဂုံတွေလေးတယောက်နဲ့ညားပါတယ်အဲ့ဒီလိုပဲပေါင်းတင်လာလိုက်တာအဲ့ဒီဂုံတွေလေးကလည်းပဲဒီသူနဲ့ပေါင်းဖက်ဖို့အတွက်အမျိုးသမီးငယ်ငယ်လေးတယောက်ထပ်မံပြီးတော့มาခေါ်လာပါတယ်ခေါ်လာတော့အဲ့ဒီမှာမိန်းမနှစ်ယောက်ပေါ့လေမိန်းမနှစ်ယောက်ယူထားတာပေါ့မိန်းမကြီးဖြစ်တဲ့သူကအဲ့ဒီမိန်းမငယ်ကိုခေါင်းမှာတန်းရှာပေးရင်းနဲ့ ခေါင်းကအမာရွတ်ကိုသွားပြီးတော့တွေ့ပါတယ်။ဒါနဲ့ပဲသူ့သမီးလေးနဲ့တူလိုက်တာလို့သူ့ဘဝဇာတ်ကြောင်းကိုပြန်မေးလိုက်တဲ့ခါမှာဓမ္မဘူကြီးရဲ့သမီးဖြစ်ကြောင်းသူ့အမေကသူ့ကိုပြစ်ပြီးတော့မှသွားကြောင်းပြောပြတော့"ဩလက်စားတတ်တော့ငါသမီးလေးပါလား"ဆိုပြီးသားအမီးနှစ်ယောက်တယောက်ရဲ့ဘဝကိုတယောက်ပြန်ပြောပြရင်းနဲ့ချုံပွဲချငိုကြတယ်တဲ့သူတို့ရဲ့လင်သာရောက်လာတဲ့အခါမှာသူ့ရဲ့လင်သာအကြောင်းလဲမေးကြည့်တော့ အမှန်ပါတဲ့ကျွန်တော်ဟာဇေယျပြက်ဇေယျဦးဝမှာ အမေကပြစ်ထားခဲ့တာလို့လည်းပြောလိုက်ရော့အဲ့ဒီမှာတာအမိ၃ယောက်ဖက်ပြီးတော့မှငိုကြတယ်ကြည်စံဘလောက်တောင်ကြောက်စရာကောင်းလိုက်တယ်ဒါတွေကဘာဖြစ်လို့ဒီလိုဆိုးကျိုးတွေခံစားခဲ့ရတာလဲလို့ဆိုရင်ဘဝတစ်ခုမှာမကျဉ်တတ်တဲ့ပုံကိုယ်တွေကိုငါကင်ပြီးတော့ငါတုတ်ပြီးတော့မှဆဲခဲ့တဲ့အကျိုးရလာကြည်ဘဝမှာကိုယ့်ရဲ့သားနဲ့လည်းပဲလင်တော်ရတယ် ကိုယ့်ရဲ့တမီးနဲ့လည်းပဲเนาะအတူတူပေါင်းဖက်ကြရတယ်ဘလောက်တောင် ဆိုးလိုက်တဲ့အဖြစ်မျိုးလေဒါကြောင့်မို့လောကကြီးမှာဆဲနေကြတာဒီဆိုးနေကြတာဒီအများစွာရှိပါတယ်အဲ့တော့ဒီပါဇာဟာဘုရားစာရုပ်ရင်လည်းပဲအခုတို့ရတယ်လို့သူတို့ဘာကိုဆဲရဲတိုင်းထွားမယ်ဆဲရဲတိုင်းထွားတဲ့ဆိုတဲ့နေရာမှာအမေကင်ပြီးတော့မှဆဲတယ်အဖေကင်ပြီးတော့မှဆဲတယ်ငါကင်ပြီးတော့မှဆဲတယ် ဲ့ဒီလိုစဲကြဆိုရတဲ့ပုံကိုယ်တွေဒီအကိုရနာဒီဒီမာကြီးဒုက္ခရောက်တယ်လို့ပဲရနာဒီဒီမာကြီးရဲ့ဘဝဆက်ကြောင်းလို့ပဲမကောင်းတဲ့ဘဝတွေနဲ့ပဲကြုံတွေ့ကြရပါလိမ့်မယ်အဲကြောင့်မို့အစအစီကံရှိကြပါခမညာအလုံးပဲကြမ်းမှချမ်းသာကြပါစေ